တင်ဖုံးပြောတာတွေကိုတစုံတယောက်နားထောင်မှုရှိမရှိကိုဘလို့တီးနိုင်လဲဆိုတာကိုဂနေဒီဗီယိုကပြောပြမှာဖြစ်ပါတယ်ဗီဒီယိုကိုအဆုံးအထိကြည့်ပါဒီဗီဒီယိုကတင်အတွက်အသုံးဝင်မှာဖြစ်ပါတယ်တင်စကားပြောတာတွေကိုဘသူနားထောင်နေလဲဆိုတာသိချင်လဲဆိုရင်အဲဒါဆိုကျွန်တော်စတာ has 60နဲ့ has ဒီလိုလိုက်မယ်ပြီးရင်ကျွန်တော် call လုပ်လိုက်မယ်ဒီမှာ sim card ko bhi hui chalai mai dima ti ma so yin call forward din na voice dima na ti ma so yin chno ye call ga forward pin ye dima ti ma dima po de phone number ga chno saka pyo a lu a lung ko na thong ni ba de da ga tor tor le ko chao pho kaung ba de no အဲ့ဒါဒီကောင်ကိုကျွန်တော်ဘလို့ remove လုပ်မှာလဲနော်ဒီကောင်ကိုဒီကောင်နားထောင်လို့မရအောင်ဘလို့ရှင်းထုတ်ရမှာလဲဆိုတော့ကိုပြောပြမှာဖြစ်ပါတယ် ဒါကတော်တော်လေးကိုအရေးကြီးမှဖြစ်ပါတယ်ဥကဒီကောင်ကိုကျွန်တော်တို့ call forward in ပိတ်ဖို့အတွက်ဘက်ကုတ်ကိုနေရမှာလဲဆိုရင်ဒီမှာသွားမယ်ကျွန်တော်တို့ star has 002 has to name call လိုက်မယ် okay ဒီမှာ call forward in เนาะသူက call forward in ဒီမှာတကယ်လို့ဒီကုတ်မရဘူးเนาะ remove လို့ဒီကုတ်ကမရဘူးဆိုရင် နောက်တစ်ခု code လည်းပြောပြမယ် တော့ဒီမှာသွားမယ် star has 21 has name okay ဒီကောင်ကိုနေလိုက်မယ် okay sim ကိုရွေးချက်ပြီးမှဒီမှာဒီမှာဆိုရင်ဒီမှာ call not for what เนาะ for what machine ဘူးတော့ဒီမှာရေးထားတယ်เนาะ data လည်း not for work เนาะ for what machine ဒီမှာနားထောင်လို့မရဘေးရသေးဘူးဒီမှာရေးထားတယ်เนาะအဲ့လိုဆိုရင်တော့တော်တော်လေးကိုအဆင်ပြေသွားမှာဖြစ်ပါတယ် တကယ်လို့တင်ရဖုန်းနံပါတ်ကိုတစုံတရာနားထောင်နေတဲ့အကောင့်ကိုတင်ဖုန်းကနေ remove လုပ်ချင်တယ်နော်နားထောင်လို့မရအောင်လုပ်ချင်တယ်ဆိုရင်ပထမကုတ်က has 002 has ပထမကုတ်နော်တကယ်လို့ဒီကုတ်ကတင်ဖုန်းကမရဘူးဆိုရင်လည်းကျွန်တော်တို့ဒီမှာနောက်တစ်ခုကုတ်ရှိရဲ့ star has 21 has နော်ဒီကုတ်ကိုနေလိုက်ပါအဲ့လိုဆိုရင်တော့တော်တော်လေးကိုအဆင်ပြေသွားအောင်ဖြစ်ပါတယ်ကျွန်တော်ခုနလောက်ပြသလိုပဲเนาะကျွန်တော်ရဲ့ဖုန်းကိုတစုံတစ်ယောက်က forward လုပ်ရဲနော်အဲအောင်ကိုကျွန်တော်ပိတ်လိုက်တယ်ဘယ်လိုပိတ်လိုက်လဲဆိုရင်ဒီနံပါတ်တစ်ခုနေပြီးမှနောက်တစ်ခုမရရင်တစ်ခုနေပြီးမှလုပ်ကြည့်လိုက်ပါကဲအခုဘက်တင်ရဖုန်းကို sys လိုက်ပါနော်တင်ရဖုန်းကိုဘယ်သူနားထောင်နေလဲအဲအကောင့်ကိုခုချင်းချင်းပဲဖြတ်ချလိုက်ပါ